ရှူတင်ရောက်ဖို့အတွက်ကိုလမ်းထိပ်ကိုဘတ်ဟိုစိုက်ကားရင်စီရတယ်စိုက်ကားအနေမှာတစင်ကိုသွားမဲ့ဟိုဘတ်ကားနံပါတ်ကိုရွေးပြီးတော့စီးပြီးသွားရတယ်အဲ့ဘောကကျွန်တော်ဖြတ်တန်းခဲ့ရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ပူကြိုက်တယ်ကျွန်တော်ကိုယ်တိုင်ကားဟိုဟိုရှူစအလုံးစလုံးထဲကားရှိပြီကားနဲ့သွားလို့ရှိရင်ကျွန်တော်ဟိုအရောင်နေကာလာတွေကျွန်တော်သိမှာမဟုတ်ဘူးကျွန်တော်ကျွန်တော်အဲ့လိုအခြေခံနေဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းအဲ့လိုတစ်ဆင်းရိုက်နှစ်ဆင်းရိုက်ကနေပြီးတော့အဲနေရာကောင်းလေးရနေရာကောင်းကနေစကန်မင်းသားစကန်မင်းသားကနေ ဟိုဇကားတကားလုံးရဲ့ main အဲ့လိုဒီကျွန်တော်တဖြည်းဖြည်းချင်းညီသွားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကကလာတွေအချောင်းတွေကျွန်တော်အများကြီးတိလိုက်တယ်ဟိုကရက်ွက်ထဲမှာခွေဆိုင်ဖွင့်လာဆိုတော့လူတွေအများကြီးနဲ့ပြောဆိုဆက်ဆံပြီးကြီးပြင်းလာတာဆိုတော့ကျွန်တော်အဲ့ဘွားလေးကိုကျွန်တော်အရန်ကျင့်တတ်တယ်အရန်ရန်ကိုကျင့်တတ်ပါတယ်ဟုတ် ဆင်ရွှေရတနာဝယ်ယူမယ်ဆိုလို့ရှိရင်မြန်မာရတနာလောကတွင်ရေးသွေးအကောင်းဆုံးနဲ့အာမခံချက်အရှိဆုံး brand ဆိုင်ကြီးဖြစ်တဲ့စိန်နန်းတော်စိန်တိုင်းမှာလာရောက်ဝယ်ယူအားပေးဖို့အတွက်ဖိတ်ခေါ်ပါတယ်။စိန်ဆိုရင်စိန်နန်းတော်အဒီဒါဟောဝတ်မုံတစ်စက်ကြီးအထောက်အပံ့ပေါ့နော်ဆရာကြီးတာယာမင်းဝယ်ဝတ်ထူးအဲပြီးတော့ဟိုဟာ academy director ဆရာဦးတော်မြင့်ဦးရိုက်မှာပြီးတော့ကျွန်တော်လည်းဟိုအမှန်တမ်းပြောရင်ဟိုဒါဟိုပထမဆုံးဇလန်းတွဲလို့ပြောရမှာပေါ့နော်ဟိုကျွန်တော် အများကြီး forever group နဲ့အများကြီးရိုက်တယ်ဒါ forever group နဲ့မဟုတ်ပဲねဒါပထမဆုံးရိုက်တဲ့ဇာတ်လမ်းတွဲလေးလည်းဖြစ်တော့ဟိုဟိုအရင်တော့ဆိုရင်ကျွန်တော်ကအဟိုဟာ shooting ကိုလူပဲသွားရတာပေါ့နော် ဟိုဥပမာအဝယ်စားပါညာအကုန်စီဒီမှာကျတော့ကျွန်တော်ကိုယ်တိုင်ပဲအစားဆုံးစီစဉ်ရတာဆိုတော့အဲကျွန်တော်အနေနဲ့ဒါပထမဆုံးဟိုဟိုဇလန်းတွဲမှာဝယ်စားရအများကြီးဟိုအဲ့လိုစီစဉ်ပြီးရရမဲ့ကားလေးလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုဟိုရင်တော့ခုန်နေပါတယ်ဟုတ်ကဲ့ဟုတ်အဲ့လိုမျိုးမှာစင်း120ဆို120ဇာကိုထုတ်သွားတာပေါ့နော်ဝယ်စားရအဲ့လိုမျိုးတွေကိုယ့်ဘက်ကိုစီစဉ်ရတာလေးတွေပေါ့နော်အဲ့လိုမျိုးပါဟုတ်ကဲ့ကျွန်တော်အရင်သဘောကျတယ်ဆရာကြီးတာယာမင်းဝယ်ဝတ်ထုရဲ့အဲဆရာဦးတော်မြင့်ကိုရိုက်มาဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲကျွန်တော်ရန်ဝန်းတာပြီးတော့ရိုက်ခုဖြစ်တာပါခင်ဗျဟုတ်အဒီကားမှာသူက ဟိုအိမ်တော်ကြီးကားဆိုရင်ဒရမာကားမဟုတ်ဘူးအဲ့လိုမျိုးပေါ်ပါချစ်စရာကောင်းတဲ့ fancy ကားလေးပဲပေါ့နော် fancy ကားလေးကိုမှဟိုဇလန်းတဘောရ twist လေးတော့နည်းနည်းပါပါတာပေါ့နည်းနည်းလေးပဲပရိတ်သတ်ကိုနည်းနည်းလေးပဲဒေါင်ပြီးတော့စိတ်ဒုက္ခလေးနည်းနည်းလေးပဲပေးမှကျန်တာတော့အပျော်လေးပဲသွားမယ်ကားဆိုတော့အဲကျွန်တော်ကိုယ်တိုင်လည်းဟိုဒီလိုမိုးရတီမှာစိတ်အေးချမ်းချမ်းလေးနဲ့ပဲဟိုဖြတ်တန်းကျင်တယ်အဲကြောင့်မို့လို့ဒီကားလေးကိုဟိုကျွန်တော်ဟို ဟိုဟိုချစ်ပြီးတော့ဇလံလေးကိုဝတ္ထုလေးကိုချစ်ပြီးတော့ကျွန်တော်ဟိုအရန်ရိုက်ချင်းပြီးတော့ရိုက်ဖြစ်တာပါခင်ဗျာဟုတ်အဲသူကတင်ပြပေးရတာဆိုတာထက်ကိုသူ့ရဲ့အခြေခံစိတ်ဓာတ်ကလိမ့်ပါတယ်လေလိမ့်ပါတဲ့ခါကျတော့ကျွန်တော်ထရီတူပြောစရာမလိုဘူးကျွန်တော်လောက်တော့ပဲသူလိုက်ကြည့်ပြီးတော့မကောင်းတာဆိုရင်သူမယူကောင်းတာလေးဆိုလိုက်လုပ်ပြီးတော့အဲ့လိုလေးပဲသွားပါတယ်ကျွန်တော်ညီလေးကလိမ့်ပါပါတယ်ကျွန်တော်အရန်ကြီးဆုံးမစရာမလိုပါဘူးခင်ဗျာဟုတ်အဓိကကျွန်တော်ကျွန်တော်ညီလေးပေါ်မှာဘယ်တော့မှစကားချင်းချင်းတနေမပြောဘူးစိတ်ဆိုးအောင်ကိုယ့်ဘက်ကိုတယောက်တည်းပဲဟို ရင်ကုန်နှုတ်ပိတ်နဲ့နေပြီးတော့တနေရာကိုထွက်သွားလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့စကားဆိုတာပြောပြီးရင် sorry ဆိုပြီးပြန်ပြောလို့မရဘူးပြောခံလိုက်ရတဲ့လူကြတော့ရှင်ထဲမှာကြံခဲ့တာဆိုတော့လေဘယ်တော့မှကိုကြီးတို့ကြမ်းကြမ်းတမ်းတမ်းလည်းမပြောသလိုပြီးတော့ဟိုဟိုဗာလဲညီကိုလို့ဆိုတာမျိုးဆိုတာထက်ကိုကအကြီးဆိုပြီးတော့ဘယ်တော့မှလည်းဟိုအထက်စီးကနေလည်းမပြောဘူးကိုကြီးလေးတွေကိုတငယ်ချင်းလိုပဲချစ်ချစ်ခင်ခင်နဲ့ရေးရရေးရပဲနေတယ်ဟိုလိုအပ်တာလေးရှိရင်ကူညီပေးတယ်အဲပြောပြရရှိရင်ပြောပြပေးတယ်အဲ့လောက်အဲ့လောက်လေးပဲဟိုသွားတာပါဟိုဟိုလိုမျိုးကြီး ဟိုလုံးဝအတိအကျရညီကိုဆိုဒီလိုနေရမယ်ဒီလိုသွားရမယ်ဆိုတာမျိုးမဟုတ်ပဲနဲ့ fancy လေးပဲသွားတာအဲအဲ့လိုဟိုညီကိုကိစ္စမှမဟုတ်ဘောဘဝကိုဘယ်ရမှာစိုးလို့ fancy လေးပို့ပါလေးဖြတ်တန်းရတာပဲကျွန်တော်ကြိုက်တယ်ဆိုတော့လေအဲ့လိုလေးပဲသွားပါအဲကျွန်တော်ကတော့ဟိုဖြစ်နေတဲ့ဘဝမှာလည်းကျင်းနေတယ်ကျွန်တော်က AC ပဲဟိုအခုကိုလုံးနေတဲ့ကိုလုံးချင်တဲ့အလုပ်ကလေးကိုလုပ်ပြီးတော့ကိုချစ်တဲ့သူတွေကိုအွန်ဆင်းပေါ်မှာအမြဲတွေ့နေရတာပဲလေကိုချစ်တဲ့အဖွဲ့သားတွေကိုတွေ့နေရအဲ့ဒါနဲ့ကျင်းနေနေပြီ ဆိုတော့ကျွန်တော်ဘောကျွန်တော်ဂျင်းဂျင်းနဲ့ပါဒါပေမဲ့စ조사မှုအပိုင်းရပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အများကြီးလိုအပ်ပါသေးတယ်ကျွန်တော်အများကြီးစ조사ပါအောင်ဟုတ်ဘာဖြစ်လို့လဲဆိုတော့ဒါပေမဲ့လည်းကျွန်တော်အဲ့လိုတမ်းပြီးအောင်မြင်တာထက်ဆိုင်ဖြည်းဖြည်းချင်းတစ်စင်ချင်းညီတက်ရတာဘဝနာရဆိုမဲ့ကျွန်တော်အဲ့ဒါကိုကြိုက်တယ်ကျွန်တော်တို့တေးဥဆောင်တဲ့အခါမှာကျွန်တော်တို့က character ကြီးတီးဖို့လိုတယ်လေကျွန်တော်တို့ကတမ်းပြီးတော့ shooting ကိုကားနဲ့လာတာထက်ဟို shooting ရဖို့အတွက်ကိုလမ်းထိပ်ကိုဘတ်ဟိုစိုက်ကားရင်စီးရတယ်စိုက်ကားနေမှာတစင်ကိုသွားမဲ့ဟိုဘတ်ကားနံပါတ်ကိုရွေးပြီးတော့စီးပြီးသွားရတယ်အဲ့ဘောကကျွန်တော် ဖြတ်တန်းခဲ့ရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ပူကြိုက်တယ်ကျွန်တော်ကိုယ်တိုင်ကားဟိုဟိုဟိုစအလုံးစလုံးထဲကားရှိပြီကားနဲ့သွားလို့ရှိရင်ကျွန်တော်ဟိုအယောင်နေကားလာတယ်ကျွန်တော်သိမှာမဟုတ်ဘူးကျွန်တော်ကျွန်တော်အဲ့လိုအခြေခံနေဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းအဲ့လိုတစ်ဆင်းရိုက်နှစ်ဆင်းရိုက်တွေကနေပြီးတော့အဲနေရာကောင်းလေးရနေရာကောင်းကနေစကန်မင်းသားစကန်မင်းသားနေဟိုဇကားတကားလုံးရဲ့ main အဲ့လိုကျွန်တော်တဖြည်းဖြည်းချင်းညီသွားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကားလာတဲ့အယောင်နေကျွန်တော်အများကြီးတိလိုက်တယ်အဲ့တော့ကျွန်တော်ဘောကိုကျွန်တော်ဂျင်းနေတယ်ကျွန်တော်လူတွေအများကြီးနဲ့လည်းကျွန်တော်ဟိုလို ပြောဆိုဘူးတယ်ဆက်ဆံဘူးတယ်ပြီးတော့ကိုကရက်ွက်ထဲမှာအခွေဆိုင်ဖွင့်လာဆိုတော့လူတွေအများကြီးနဲ့ပြောဆိုဆက်ဆံပြီးကြီးပြင်းလာဆိုတော့ကျွန်တော်အဲ့ဘွားလေးကိုကျွန်တော်အရန်ကျင့်နေတယ်အရန်ရန်ကိုကျင့်နေပါတယ်ခင်ဗျာဟုတ်ခါကျရင်ထွေထူးလေးလာတာထက်ကိုကိုမျက်စိရှိမှမြင်နေရပြီလူတွေအမှတယောက်တစ်မျိုးအများကြီးကိုနှစ်ယောက်သုံးယောက်မြင်ရတာထက်ယောက်တရာလောက်ကိုမြင်ရတဲ့ခါကျတော့တယောက်အယောက်တရာဆိုကျွန်တော်မျိုးလုံးထဲမှာထွေထူးမမှတ်ထားလဲကျွန်တော်မှာ memory ရှိတယ်ရှိတဲ့ခါကျကျွန်တော်ရလာတဲ့ character တွေကိုပြန်ကြည့်တဲ့ခါမှာအော်ငါ character ငါမြင်ဘူးတဲ့ဒီလူနဲ့သွားတူနေပါလားဆိုပြီးတော့အသည့်လေးတွေဝင်တဲ့ခါကျတော့ 誒，兩個嚟講話咧，衍生業務。